ူဤဝဒနာရှင်များအလုံးမင်္ဂလာပါနော်ဒါကတပတ်စာလက်ဆောင်ကတ်ကလေးဖြစ်ပါတယ်အမျိုးတို့ရေဒီကတ်ကလေးကိုကျမကအဖွဲ့ဝင်နိုင်တဲ့သူတွေအတွက်ကိုစေတနာနဲ့ချပြပေးရခြင်းဖြစ်ပါတယ်ဒါကမပြောက်ပတ်တိဖြစ်ပါတယ်မပြောက်ပတ်တိဟာဆိုလို့ရှိရင်2 3 8 2 3 8ဟာဆိုရင်ဒီနှစ်တလုံးနဲ့သူကဒီမှာအပီးဆင်းသွားတယ်နော်နှစ်3လို့ပြီးတော့ဒီ3တလုံးနဲ့ဒီမနက်မှာပဲ3ည3ဆိုဆင်းတယ်ဒါအခွေနော်အခွေဟာဆိုလို့ရှိရင် ၃နှစ်ကတကြိမ်ဆင်းတယ်ဒီမနေ့မှာပဲ၃ည၃ဆိုပြီးတော့တကြိမ်ထက်ဆင်းတယ်ပရိယာဆိုလို့ရှိရင်ခွန်ပရိိနဲ့ဒီညနေမှာပဲ၆တိဆိုပြီးတော့သူကဆင့်ပြီးသွားတယ်နော်ဒါဆိုတော့ဒီကတ်ကလေးကတာဝန်ကျေးသွားပါပြီနော်အမျိုးတို့ဒီကတ်ကလေးကိုကျမကအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုစေတနာနဲ့ချပြပေးရခြင်းဖြစ်ပါတယ်ဒီကတ်ကလေးကိုကျမကစနေနေ့တိုင်းလိုက်လွှင့်တာဖြစ်ပါတယ်နော် လိုက်လွင့်တဲ့အခါမှာလည်းအမျိုးတို့ကိုစခွင်လျှော်လေးရိုက်ပြီးတော့ယူထားပါလို့ကျွန်မမှားတယ်နော်မျိုးတို့အဲ့ဒါဆိုလို့ရှိရင်မနက်ဖြန်အတွက်ကိုကျွန်မပြပေးမယ်နော်ဒီနေ့ကတော့မရလိုက်ဘူးမျိုးတွေသူကအချင်းလိုက်ကြီးကထွက်သွားတော့ဘလို့မှအဆင်မပြေတော့ဖြစ်သွားတယ်နော်မျိုးတို့ဒီနေ့ကတော့မရဘူးမျိုးတို့ရေသူကဒီမှာတိတ်ချောက်တိတ်ချောက်လုံးသူကထွက်သွားတယ်နော်အဲ့တော့ဒီနေ့ကတော့မရလိုက်ဘူးမနက်ဖြန်အတွက်ကတော့အကောင်းဆုံးကျွန်မရှာဖွေပေးထားပါတယ်မျိုးတို့ ှစ်ခွန်ပေါင်းမယ်ရှစ်ခွန်ပေါင်းတော့ငါငါကို6နဲ့ပေါင်းမယ်ငါ6ပေါင်းတော့1တိပါဝါက6တိကေနခက်က8တိ6ရှစ်ကဒီနေကုန်မှာ तू ဆင့်ပေးရမယ်အမျိုးတို့ဘာဆင့်ပေးလဲရှစ်ရှစ်ဆိုတော့ရှစ်တလုံးဆင့်ပေးသွားတယ်ရှင်းနေ6နဲ့ပေါင်းမယ် ချစ်ချောက်ပေါင်းတော့လေးလေးကို9နဲ့ပေါင်းမှာလေး9ပေါင်းတော့9ကိုပါဝါကလေးကိုရဲ့နှက်ခတ်က6ကိုလေး6ကဒီနေကုန်မှာဆင့်ပေးရမယ်။ဗာဆင့်ပေးလေမျိုးလို့9 6 5 26ဆိုပြီးတော့6တလုံးဆင့်ပေးသွားတယ်။အဲ့ဒါဆိုတော့ဆက်ကြည့်မယ်။9နဲ့3နဲ့ပေါင်းမယ်9 3ပေါင်းတော့8 8ကို6နဲ့ပေါင်းမယ် 6ပေါင်းတော့4 4ပါဝါက9 4ရဲ့နှစ်ခက်က2 4 9ကဒီနေကုန်မှာဆင့်ပြရမယ်။ဘာဆင့်ပြီးလဲ3ည9ဆိုတော့9တလုံးဆင့်ပြီးသွားတယ်။အဲ့ဒါဆိုတော့ဆက်ကြည့်မယ်နော်။9နဲ့3ညနဲ့ပေါင်းမယ်။9 3ညပေါင်းတော့9 9 5နဲ့ပေါင်းမယ်။9 5ပေါင်းတော့4 လေးပါဝါကကိုလေးရဲ့နှစ်ခက်ကနှစ်လေးကိုနှစ်ကဒီနေကုန်မှာဆင်းရမယ်။ဘာဆင်းပြီလဲလေးခုံဆိုတော့လေးတလုံးဆင်းပြီးပါတယ်။အဲ့တော့မနှက်ဖန်အတွက်နှက်ဖန်တော့ကခုံနဲ့ကိုနဲ့ပေါင်းမယ်။ခုံကိုပေါင်းတော့6 6ကို1နဲ့ပေါင်းမယ်။6ပေါင်းတော့ခုံခုံပါဝါကနှစ်ခုံရဲ့နှစ်ခက်က3ည။ အဲ့ဒါကကီနော်မျိုးတို့အဲ့ဒါဆိုတော့ဒီဘက်ကအချိန်ကိုကြည့်မယ်နှစ်ခုံပေါင်းမယ်နှစ်ခုံပေါင်းတော့ကိုကိုပါဝါကလီကိုလေးရဒီနှစ်ရက်အတွင်းမှာ तू ကဆင့်ပြရမယ်မျိုးတို့ပါဆင့်ပြလေကို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 ဆိုတော့ ကိုတလုံးဆင်းပြေးသွားတယ်အဲ့ဒါဆိုတော့ဆက်ကြည့်မယ်ကိုရှိပေါင်းမယ်ကိုရှိပေါင်းတော့ခွန်ခွန်ပါဝါကနှစ်ခွန်နှစ်အချိန်ရဒီနှစ်ရအတွင်းမှာသူကဆင်းပြေးရမယ်အော်ဆိုဒီဒီဘက်မှာတပင်ပြဖို့မိသွားတယ်မျိုးလို့နော်အဲ့ဒါဆိုတော့ဒီဘက်ကလေးပါတခါတည်းဆက်ပြလိုက်မယ်နော်စန္ဒရီရဆိုးနေတာမျိုးလို့ကြီးเนาะအဲ့ဒါဆိုတော့ ဒါကနှစ်ခွန်ပေါင်းတော့ကိုကိုပါဝါကလေးကိုလေးကဒီနှစ်ရက်အတွင်းမှာဆင်းရမယ်ဒါဆိုတော့ခွန်နဲ့တင့်နဲ့ပေါင်းတော့ရှစ်ရှစ်ပါဝါက3ရှစ်ကနှစ်ခက်က1ရှစ်သုံးတက်ကဒီနှစ်ရက်အတွင်းမှာသူကဆင်းပြရမယ်ဘာဆင်းပြလဲရှစ်ရှစ်ဆိုတော့ရှစ်တလုံးနော်အဲ့တော့6နဲ့7နဲ့ပေါင်းတော့ခွန်ခွန်ပါဝါက1 ခုနှစ်ကဒီနှစ်ရဲ့အတွင်းမှာ तू ကဆင့်ပေးရမယ်။ဗာဆင့်ပေးလဲ6နှစ်ခုရှိဆိုတော့နှစ်ကောခုရောဆင့်ပေးတယ်။နော်အဲ့တော့ဒီအဝါလေးနဲ့ခြေထားတာကိုပြမယ်။ရှင်းငါးပေါင်းတော့3သုံးပါဝါကရှိ3ရက်နှစ်ခတ်က9 3ရှင်5ကသူကဒီနှစ်ရက်အတွင်းမှာသူကဆင့်ပေးရမယ်။နောက်မျိုးလို့ဗာဆင့်ပေးလဲ6 ခွန်ရှိ35ဆိုပြီးတော့เนาะ3ဝရှိကော9ရောသူကစင်တော့ပါလေเนาะအဲ့တော့6နဲ့ခွန်နဲ့ပေါင်းမယ်6ခွန်ပေါင်းတော့3 3ဘာဝါကရှိ3ရှိကဒီ2ရဲ့အတွက်မှာသူကစင်ပြရမယ်ဘာစင်ပြလဲ3 3ဆိုတော့3တလုံးစင်ပြသွားတယ် ခုံလေးပေါင်းတော့တိတိပါဝါက6တိကနခကရှိတိ6ရှိကဒီနှစ်ရဲ့အတွင်းမှာ तू ကဆင်းရမယ်။ဗာဆင်းပြီးလဲ6 5 2 6တိတိဆိုပြီးတော့တိကော6ကော तू ကဆင်းပြီးသွားတယ်။နော်။အဲ့ဒါဆိုတော့ဆက်ကြည့်မယ်။6နဲ့3နဲ့ပေါင်းမယ်။6 3ပေါင်းတော့9ကိုပါဝါက၄ကိုလေးကဒီနှစ်ရဲ့အတွင်းမှာ तू ကဆင့်ပြရမှာ အဆင့်ပြီးလဲ4 6 3 9ကိုဆိုပြီးတော့ကိုရောလေးရောဆင့်ပြီးသွားတယ်3နှစ်ပေါင်းတော့9ငါပါဝါက3ည9ရဲ့နှစ်ခတ်က3ငါ3ည3ကဒီနှစ်ရဲ့အတွင်းမှာ तू ကဆင့်ပေးရမယ်။ဘာဆင့်ပေးလဲ3ည6ဆိုတော့3ညတစ်လုံးဆင့်ပေးသွားတယ်။အဲ့ဒါဆိုတော့ဆက်ကြည့်မယ်။ တနဲ့၃ညနဲ့ပေါင်းမှာတ၃ညပေါင်းတော့တတပါဝါက6တ6ကဒီနေ့ရဲ့အတွင်းမှာသူကဆင့်ပြရမယ်။ဘာဆင့်ပြလဲ2 6ဆိုတော့6တလုံးဆင့်ပြတယ်။၃ညနဲ့၄နဲ့ပေါင်းတော့၄၄ပါဝါကို၄ရဲ့နှက်ခတ်က2၄ကို2ကဒီနေ့ရဲ့အတွင်းမှာသူကဆင့်ရမယ်။ဘာဆင့်ပြလဲ၃ည2 2 6 5ကိုဆိုပြီးတော့ ူကနှစ်ကောကိုရောဆင့်ပြီးသွားတယ်အဲ့တော့ဆက်ကြည့်မယ်၃ညနဲ့နှစ်နဲ့ပေါင်းမှာ၃ညနဲ့နှစ်နဲ့ပေါင်းတော့နှစ်နှစ်ပါဝါခွန်နှစ်ခွန်ကဒီနှစ်ရဲ့အတွင်းမှာသူကဆင့်ပြီးရမယ်ဗာဆင့်ပြီးလဲခွန်ခွန်၄ခွန်၃နှစ်ဆိုပြီးတော့နှစ်ကောခွန်ရောသူကဆင့်ပြီးသွားတယ်နှစ်ငါးပေါင်းတော့ခွန် ခွန်ရဲ့ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်က၃ညခွန်နှစ်၃ညကလည်းဒီနှစ်ရဲ့အတွင်းမှာ तू ကဆင့်ပြရမယ်။ဘာဆင့်ပြီလဲခွန်ခွန်လေးခွန်ဆိုတော့ခွန်တစ်လုံးဆင့်ပြတယ်နော်။နောက်ပြီးတော့၃နှစ်ဆိုတော့ तू ကလည်းနှစ်တစ်လုံးထပ်ဆင့်တယ်။အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်ကခွန်နဲ့ကိုးနဲ့ပေါင်းမယ်။ခွန်ကိုးပေါင်းတော့6 6ပါဝါက1 လေးနဲ့ကိုးနဲ့ပေါင်းမယ်လေးကိုးပေါင်းတော့သုံးသုံးပါဝါကရှိသုံးရဲ့နှစ်ခက်ကငါသုံးရှင်ငါကြီးရတယ်မျိုးတော့နော်ပြီးတော့ကျမကဒီရှိကိုတိတ်မကြိုက်ဘူးနော်ကြိုက်တဲ့မျိုးတွေကယူသုံးသူကတလုံးနဲ့ကြံတော့တယ်နော်ကနန်းတွေကအကုန်ဆင့်နေပြီဒီတလုံးနဲ့ကြံတော့တယ်ရှိတလုံးနဲ့အဲ့တော့ကျမကတော့ရှိမကြိုက်ဘူးနော်ကြိုက်တဲ့မျိုးတွေကတော့ယူသုံးမှာနော်အဲ့ဒါဆိုတော့ဒါကကြီးပြီမယ် video party kia không nhận tổ nhạc và đi à solution ွန်နှစ်ပတိเนาะမျိုးတို့အဲ့ဒါဆိုတော့ဒီခွန်နှစ်ခွန်နှစ်၃ညနဲ့ဒါလေးနဲ့ကပ်ပေးမယ်เนาะဒီရှစ်ကိုတော့ကျွန်မမကြိုက်ဘူးเนาะမျိုးတို့ရှစ်မကြိုက်ဘူးရှစ်မကြိုက်တဲ့အတွက်ရှစ်ကိုကျွန်မဖြုတ်ချပြီးတော့ကျန်တာလေးတွေကိုကပ်ပေးမယ်เนาะနှစ်တည်နှင်းငါ နှစ်ချခုံးနဲ့ဆိုတော့ခုံးနဲ့ဆိုတော့သူကခုံးနဲ့ဆိုတော့ခုံးတိခုံးငါခုံးချ đó đấy tin này xù đó tin tàu nhà tin tàu tin à nó cố nhiều rồi cái nào để tị mày mà bị chuyện nhiều rồi nó cái nam nhai bị rồi bao ngày câu này mà bao rồi mà câu ထိုးရတဲ့လူတွေနားတယ်။ကျွန်မလည်းအကောင်းဆုံးတော့ရှာဖွေပေးတယ်နော်အမျိုးတို့။အဲ့တော့မနက်ဖြန်မှာဆိုလို့ရှိရင်ပတ်တိရတော့ခွန်နှစ်ပတ်တိဖြစ်ပါတယ်။ကြိုက်တဲ့အမျိုးတွေကရှစ်တလုံးကြံတယ်။ရှစ်တလုံးကြိုက်တဲ့လူကကစားပါ။မကြိုက်ရင်မကစားပါနဲ့။ तू ကတလုံးနဲ့ကြံတဲ့အတွေ့ကျွန်မကတော့မကြိုက်ပါဘူးနော်အမျိုးတို့။မကြိုက်တော့ကျွန်မဒါလေးနဲ့ခွန်နှစ်၃ညကို6တိနဲ့လက်ကတ်တယ်၃ငါးနဲ့လက်ကတ်ပေးတယ်နော်အမျိုးတို့။ အဲ့ဒါဆိုတော့ကဏ္ဍလုံပါပြီနော်အဲ့ဒါဆိုရင်မနက်ဖန်73ရဲ့ကြာသာပတိမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေလေရရှိနိုင်ကြပါသည်နော်